မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျန်းဖို့ပါတီကမဲဆွယ်စည်းရုံးပွဲတွေနဲ့ဆိုင်းဖို့တင်ပွဲတွေမှာငွေပေးလူခေါ်ယူတဲ့ဈေးတွေကိုရွက်ကောက်ပွဲအသုံးစိတ်မှာထည့်သွင်းခြင်းမပြုပါဘူး။ဆရာနာတင်ထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာဘဏ်ကထောက်ပံ့ငွေနဲ့ချေးငွေမပေးရေး No New Burma Funds Act ကို အမေရိကန်အောက်လွှတ်တော်ကအတည်ပြုတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ကျန်းဖို့ပါတီကမဲဆွယ်စီယုံပွဲတွေနဲ့ဆိုင်းဘုတ်တင်ပွဲတွေမှာငွေပေးကလူခော်ရွေးဈေးတွေကိုရွက်ောက်ပွဲအသုံးစိတ်မှာထည့်သွင်းခြင်းမပြုဘူးလို့ကျန်းခန့်ရေးပါတီသတင်းမြစ်ကပြောပါရယ်နိုင်ငံတော်မှာကျန်းဖို့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကရွေးကောက်ပွဲမဲဆွယ်စီယုံလှုပ်ရှားမှုတွေနဲ့ဆိုင်းဘုတ်တင်ပွဲတွေကိုပြုလုပ်ရမှာတော့ လူတဦးကိုငွေကျပ်2000နဲ့လူစုလူဝေးဖြစ်စေဖို့ငှားရမ်းနေတာလည်းဖြစ်ပါတယ်။အဲ့ဒီငှားရမ်းမှုတွေကုန်ကျစရိတ်တွေဟာပွဲတပွဲကိုအ ਨੇ စုံငွေကျပ်300ဝန်းကျင်လူငှားရမ်းကနေအသွားပြန်အကျိုးပို့အတွက်သုံးဆွဲရတယ်လို့လည်းကြန့်ခိုင်တဲ့သတင်းမြစ်ကပြောပြပါရတယ်။ဒီအသုံးစရိတ်တွေကို က်ဆိုင်ရာမြို့နယ်ကြန့်ခိုင်ရေးပါတီတွေရဲ့အတုံးစည်းအဖြစ်ထည့်သွင်းပြီးရွေးကောက်ပွဲအတုံးစည်းအဖြစ်တင်ပြခိုင်းခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။အော်တိုဘာလ26ရက်နေ့ကစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအတုံးစည်းအဖြစ်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတအူကိုငွေကျပ်3150အစားငွေကျပ်3300 ိုင်းရင်းသားလူမျိုးလွတ်တော်ကိုစလဲလောင်းတူကိုကြက်သိန်း300စာကြက်သိန်း900ဖြစ်ရွေးကောက်ပွဲအသုံးစိတ်ကိုတိုးမြင့်ပြင်ဆင်သတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့မေအောင်လိုင်ရဲ့ဆင်လွတ်မှုနဲ့ရောက်ရှိလာတဲ့ဘိုးချုပ်ဟောင်းတွေနဲ့လက်ရှိရာထူးရှိနေစေစစ်ဘိုလ်ချုပ်ဟောင်းတွေကတော့သူတို့ရဲ့ကိုပိုင်အသုံးစိတ်ငွေကြေးတွေနဲ့မဲဆွယ်စီယော လှုပ်ရှားမှုတွေနဲ့စိုင်းမို့တင်ပွဲတွေကိုလှုပ်ဆောင်လာကြသလိုကြက်ဖို့ပါတီစီကလည်းရွေးကောက်ပွဲအသုံးစိတောင်းခံခြင်းမရှိကြောင်းကြန့်ခိုင်ရေးပါတီတရင်မြေအဆိုရသိရပါရရှင်ဆက်လက်ပြီးတော့ဆရာနာတိန်ထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာပံကထောက်ပံ့ငွေနဲ့ချင်းငွေတွေမပေးရေး No New Burma Fans Act ကို American Outlook တော်ကအတည်ပြုလိုက်ပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာ American Outlook တော်က မြန်မာနိုင်ငံကိုရမုံငွေအစ်စ်မပေးရဥပဒေကို အတည်ပြုလိုက်တာဖြစ်ပြီးထောက်ခံမဲ385မဲနဲ့ကွန့်ကွက်သူမရှိအတည်ပြုလိုက်တာလည်းဖြစ်ပါတယ်အဲ့ဒီဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမာဝီလျံကတင်သွင်းခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်မြန်မာနိုင်ငံကိုရမုံငွေအစ်စ်မပေးရဥပဒေလိုအမည်ပေးထားတဲ့ဒီဥပဒေမှာကမ္ဘာ့ဘဏ်ကဆက်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှုတွေကိုရက်ဆိုင်ထားဖို့ရွယ်ထားရလို့လည်းသိရှိရပါဗါအဓိကရွယ်ချက်မှာတော့ကမ္ဘာဘဏ်ကနေတစက်မြန်မာနိုင်ငံကိုငွေကြေးဆန်ရဂရိကူအသစ်တွေသို့မဟုတ်ငွေကြေးပေးချေမှုအသစ်တွေမှာအမေရိကန်ပြည်ထောင်စု ပါဝင်ခြင်းမရှိစေရတားဆီးဖို့လည်းဖြစ်ပါတယ်အဲ့ဒီရန်ပုံငွေ ရက်ဆိုင်မှုဟာ2021ခုနှစ်မှာဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချတာက စစ်ကောင်စီကအာဏာသိမ်းခဲ့မှုကိုတန်ခတ်အရေးယူတာလည်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီဥပဒေအရအမေရိကန်ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ကမ္ဘာဘဏ်ကအမေရိကန်အမှုဆောင်ဒါရိုက်တာကိုမြန်မာနိုင်ငံကိုရမုံငွေပမိုးမှုတွေတာမြင်ဖို့အတွက်ညွန်ကြားခွင့်အနှံထားတာဖြစ်ပြီးအဲဒီဥပဒေကြောင့်မြန်မာနိုင်ငံအနေနဲ့လည်းကမ္ဘာဘဏ်စီကနေချင်းငွေသို့မဟုတ်ထောက်ပံ့ငွေတွေရရှိမှာမဟုတ်သလို နိုင်ငံရမုံငွေတွေကိုလည်းဆိုင်းငံ့ထားပြီးစစ်တပ်ကိုဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့ဖိအားပေးတာဖြစ်တယ်လို့နိုင်ငံတကာဗန်နာရေးရင်းမြစ်တွေကိုမြန်မာစစ်တပ်စီကိုမရောက်ရှိစေဖို့ရည်ရဲတယ်လို့လည်းသိရှိရပါတယ်။အမေရိကန်အောက်လွှတ်တော်အမတ်ဖြစ်တဲ့ရောင်းခင်ကတော့စစ်တပ်ကအာဏာတရားဝင် သိမ်းယူခဲ့တာဟာ 9နှစ်နီးပါးရှိလာတာနဲ့အမျှမြန်မာနိုင်ငံမှာမငြိမ်မသက်မှုတွေလွန်မိုးထားပြီးမြန်မာဆရာနာရှင်ကြောင့်ဖြစ်ပွားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲကနိုင်ငံတကာဗန်နာရဲ့အဖွဲ့အစည်းတွေကနေရမုံငွေတွေကိုတာဝန်ယူစွာသိမ်းဆည်းထားဖို့သို့မဟုတ်အကူအညီတွေကိုအလွယ်ဆုံးလူအဖွဲ့အစည်းတွေစီကိုပေးအပ်ဖို့အတွက်စစ်တပ်ကိုယုံကြည်လို့မရဘူးလို့လည်းပြောပါရရှင်။ ဒီတစ်ခါမှာတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာတောင်ဝိုင်းတောင်ဖြိုချမှုအပေါ်ကိုဝဘန်ခဲ့တဲ့သာသနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇောတိကကိုလိုဝလဲပြီးညင်ပန်းနှိမ့်ဆက်မှုတွေရှိနေလို့ဆရာတော်ရဲ့တက္ကရာကမှအချို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်လွေဘာလ28ရက်နေ့ညနေပိုင်းကတောင်ဝိုင်းတောင်ကိုစစ်တပ်ကဖြိုချနေမှုကိုလူမှုကွန်ရက်မှာဝဘန်ခဲ့တဲ့ post တွေ တင်ကပ်မှုနဲ့ပတ်သက်ပြီးစစ်တပ်ကသာသနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇောတိကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှု ပုံမှန်905ကနဲ့အမှုဖွင့်က ဖန်းစီလိုဝလဲပြီးဆရာတော်ရဲ့မော်လမြိုင်မျိုးဈေးကြိုရက်ွက်တောင်ဝဲရက်ဈေးတဝန်ကျောင်းတက်ကိုလည်းစစ်တကဝင်ရောက်ရှာဖွေမှုတွေလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ဆရာတော်ကိုအမှုဖွင့်ဖန်းခိုင်းတာကမွန်ပြည်နယ်အစိုးရလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ကဖန်းခိုင်းတာဖြစ်ပြီးဆရာတော်ကိုလူဝလဲစေကတန်ကြော်တပါအနေနဲ့ လော်ညီရာတွေကိုစစ်တပ်ကလှုပ်ဆောင်ခိုင်းထားတယ်လို့ဆရာတော်ရဲ့ဒကာရင်တို့ကပြောပါတယ်။အဲဒီလိုမှတော့ဆရာတော်ရဲ့အခြေအနေဟာနေထိုင်ရင်းနဲ့စွန့်ကိစ္စတွေအဆင်မပြေဘူးလို့သိရတဲ့အတွက်စိုးရင်ရတယ်လို့လဲဆရာတော်ရဲ့တကားရင်တူအိုးကပြပြပါတယ်ဆရာတော်ကတောင်ဝိုင်းတောင်ကိုမြေတူးဆက်တွေဆက်ရန်နရာ ကြီးတွေနဲ့ဖြိုချခဲ့တာဖြစ်ပြီးအဲ့လိုဖြိုချမှုအပေါ်ကိုဆရာတော်ကမလုတ်သင့်မလုတ်ထိုက်တဲ့လုပ်ရဖြစ်လူမှုကွန်ရက်ကနေတစ်ဆင့်စစ်တပ်ကိုဝေဖန်ရေးသားခဲ့တာလည်းဖြစ်ပါတယ် ဆရာတော်ကိုဖမ်းဆီးသွားပြီးတဲ့နောက်မှာဆရာတော်ရဲ့ကြောင်းတိုက်ဖြစ်တဲ့မော်လမြိုင်မျိုးဈေးကြိုရက်ွက်တောင်ဝမ်းရက်ဈေးတဝန်ကြောင်းတိုက်ကိုလည်းစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်ရှင်။မကွေးရတဲ့တဘောကိုကြည့်အောင်ပါ။မကွေးတိုင်းပခုတ်ကိုခရံအခြေဆိုင် local PDF ခုနှစ်ဖွဲ့ကအညာမြေတပ်ပေါင်းစုဖြစ်ဖွဲ့စည်းလိုက်ပြီးအကြမ်းဖက်စစ်တပ်ကိုစစ်ရေးအရှိန်မြင့်တိုက်ခိုက်သွားမယ်လို့အညာမြေတပ်ပေါင်းစုက တောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ16ရက်နေ့ကပခုံးဝခန့်အခြေဆိုင် MUGDF တပ်ဖွဲ့ ဇာမနီပျောက်ကြားတပ်ဖွဲ့ James Bond တပ်ဖွဲ့ TSD NGF တပ်ဖွဲ့နဲ့ဒို့ညီနောင်ပျောက်ကြားတပ်ဖွဲ့၅ဖွဲ့ဟာပူးပေါင်းပြီးအညာမြေတပ်ပေါင်းစုဖြစ်လေဖွဲ့စည်းထားတာဖြစ်ပြီးအခုဒီဇင်ဘာလ၂ရက်နေ့မှာတော့ပကုတ်ကရန်အခြေဆိုင် God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ဟာအညာမြေတပ်ပေါင်းစုကိုထပ်မံဝင်ရောက်လာတာလည်းဖြစ်ပါတယ်။အဲလိုတပ်ပေါင်းစုဖွဲ့စည်းလိုက်တယ်လို့ကြေညာလိုက်တဲ့နေ့ကနေစတင်ပြီးအာနာရှင်ကြာဆုံးတဲ့နေ့ရက်ထိ အတီဖြစ်ပြီးစည်ရဲအရှိန်တွေကိုအရင်ကထက်ပိုပြီးမြင့်တင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီကြညာချက်ထဲမှာတော့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေရဲ့စောင့်သိရတဲ့တစ္ဆာဒိဋ္ဌံတွေပါဝင်ပြီးမဟာမိတ်တွေအချင်းချင်းကြား စောင့်သိလိုက်နာရမျှဝေရတဲ့ချစ်ကြည်မှုတွေလည်းပါဝင်တယ်လို့လည်းသိရှိရပါတယ်။အညာမြေတပေါင်းစုမှပါဝင်တဲ့တပ်ဖွဲ့ဝင်တွေအလုံးဟာ Federal အတွက်ဥလင်မတော်တောင်းဝန်ထမ်းရွက်ရမှာဖြစ်တယ်လို့ Federal အတွက်တိုက်ပွဲဝင်တွေရဲ့ဘယ်အဖွဲ့အစည်းနဲ့မဆိုခိုင်မာတဲ့ဆက်ဆံရေးကိုတိစောက်ကအနာရှင်ကိုတွန်းလှန်ကြမှာဖြစ်တယ်လို့လည်းကြေညာချက်ထဲမှာဖော်ပြထားပါဗျ။အညာမြေတပေါင်းစုမှစစ်ရေးတာဝန်ခံဖြစ်ကိုဘုတ်ကြီး၊မြေပြင်တာဝန်ခံဖြစ်ကိုပါဦး drone team တာဝန်ခံဖြစ်ဆရာကျောင်းကိုဤကဲဗန္နာရေးတာဝန်ခံဖြစ်ကိုသက်စာလက်လက်ခဲရထိန်သိရေးတာဝန်ခံဖြစ်ကိုမင်းသူနဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံဖြစ်ကိုဘိုးဘိုးတန့်စင်တို့ကတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းပလဲမြို့ပေါ်ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ခဲ့ရမှာစစ်သား9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ပလဲမြို့နယ်ပကဖတရင်တော်ဝန်ခံကရန်ကုန်ခေတ်ကိုပြောပါရတယ်။ဒီဇင်ဘာလ2ရက်နေ့မနေ့10နိုင်ခွဲလောက်က ပလဲမြို့ကနေမြကုံကျွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုပလဲမြို့အနောက်ဘက်မြို့အဝင်တံတားအနီးမှာတော်လန်တပ်ဖွဲ့တွေကပရိသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်သား9ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော်လန်ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။လာတို့နိုဝင်ဘာလ18ရက်နေ့ကလည်းပလဲမြို့နယ်မင်းတိုင်ပင်နယ်နှောကန်အကြားကိုအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတယ်။ ကာကင်းဂိတ်ကိုတော်လန်တပ်ဖွဲ့တွေကရှောက်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဂျပန်စစ်သားတအူးဟာသေသွားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုပဲမကွေတိုင်းပေါ့မြုံနယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်သားတွေဟာ Justice Fighter ပျောက်ကြားတပ်ဖွဲ့ကထောင်ထားတဲ့မိုင်းကွင်းကိုဖျက်ဆီးသွားစင်မှာမိုင်းနှင်းမိပြီးနှစ်ဦးဟာသေသွားခဲ့တယ်လို့လည်း Justice Fighter ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံကအကျဉ်းထောင်၁၁ခုက နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူ268ဦးဟာဒီဇင်ဘာလ၁ရက်နေ့မှာလွတ်မြောက်လာကြရလို့ကနအိုးအတည်ပြုနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNN ကဗဟိုဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်အဲဒီလိုလွတ်မြောက်လာတာတွေကတော့တရက်အကျဉ်းထောင်ကနိုင်ငံရဲ့အကျဉ်းသားကြားလေးဦး ကလေးအချင်းထောင်ကကြား9ဦးနဲ့မနှအိုးဒိုင်ဦးအချင်းထောင်ကကြား48ဦးနဲ့မနှအိုးအိုးဘိုအချင်းထောင်ကကြား42ဦးရမဲသိန်းအချင်းထောင်ကမ3ဦးတာရီအချင်းထောင်ကကြား89ဦးနဲ့မ6ဦးဒဝဲအချင်းထောင်ကကြား10ဦးနဲ့မ3ဦးပြည်အချင်းထောင်ကကြား4ဦးမကွေးအချင်းထောင်ကကြား2ဦး မြင်းကြံအကျင်းထောင်ကကြားမပေါင်း24ဦးအင်းစင်အကျင်းထောင်ကကြား30ဦးနဲ့မ2ဦးတို့ကလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့လည်းကိုတိုက်ထုံးကပြပြပါတယ်ပြန်လည်လွတ်မြောက်လာသူတွေဟာ52လူမျိုးနိုင်ငံရေးပုံမှန်တွေနဲ့ချခံထားသူတွေလည်းပြန်လည်လွတ်မြောက်လာတာကိုတွေ့ရှိရပြီးလူရဲစေလို့ပြန်လည်လွတ်မြောက်လာကန်နီးတဲ့လူတွေကအဓိကလွတ်လာတာကိုတွေ့ရတယ်လို့လည်းကိုတိုက်ထုံးကပြပြပါရယ်အဲလိုလွတ်မြောက်လာတဲ့နိုင်ငံရဲ့အကျဉ်းသားတွေအနေနဲ့လည်း လုံခြုံရေးအခြေအနေကိုသတိပြုကြဖို့လိုအပ်တယ်လို့လည်းကိုတိုင်ထွန်းကပြောပြပါရရှယ်ခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့ဘုတ်ကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်နတ်မော်ဦးရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံးကျဲတက်ခတ်ခဲ့တာကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တို့ပါဝင်မိသားစုဝင်၅ဦးလုံးဟာတေဆုံးခဲ့ရပြီး ခလင်းငယ်ရဲ့ရုပ်လောင်းတာရှာဖွေတည်ရှိသေးတယ်လို့ Wallet Information နဲ့ Network တာဝန်ကကိုမုံတိုင်းကပြပြပါဗါးမနေ့ကဒီဇင်ဘာလ2ရက်နေ့မနေ့အစောပိုင်းက Wallet မြို့နယ်အရှိချမ်းနတ်မော်ဟူကျေးရွာကိုအကြက်ပက်စစ်တပ်ရဲ့တရတဦးလေတပ်ကနေတက်လာတယ် Jet Fighter တစ်စီးကပေါင်250ဘုံးနှလုံးကိုကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ Jet ပဲစစ်တပ်ရဲ့ဘုံးကျဲတိုက်ခတ်မှုတွေတအိမ်ထဲမှာအတူနေထိုင်တဲ့မိသားစုဝင်၅ဦးဖြစ်တဲ့အသက်25နှစ်အရွယ်ရှိတဲ့ကိုရှိုင်းကိုအသက်24နှစ်အရွယ်ရှိတဲ့မတ်စုမြလင်းအသက်2နှစ်အရွယ်ရှိတဲ့ရွှေပုံစံအသက်21နှစ်အရွယ်ရှိတဲ့မောင်မောင်ဝင်းနဲ့အသက်40နှစ်အရွယ်ရှိတဲ့ရန်နိုင်ဝင်းတို့ဟာတေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ဒါအပြင်ကလေးငယ်တွေပါဝင်ထိခိုက်ဒဏ်ရာရှိသူ9ဦးရှိပြီးနေအိမ်9လုံးခန့်ပျက်စီးသွားခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရှိတဲ့ကလေးငယ်2ဦးတက1ဦးဟာလည်းအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့သိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။